မင်္ဂလာပါရှင်ဧပြီလ9ရက်ဗုဒ္ဓဟူးနေ့ရွှေရံကုန်ရဲ့ထူးခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဦးစားတင်ဆက်မယ့်သတင်းကတော့ဂျပန်နိုင်ငံကယောဂရှာဖွေစံသက်ကရိယာတွေပါဝင်တဲ့စေကူသားရဲ့ဆိုင်းယအထောက်အကူပြုပစ္စည်းတွေကိုထပ်မံပို့ဆောင်မယ်ဆိုတဲ့သတင်း။ ဆေးဝါးတွေအပြင်ယောဂရှာဖွေရေးစံသက်ကရိယာတွေပါဝင်တဲ့ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေတင်ဆောင်လာမယ်ဂျပန်ကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ C130 တတိတေယူပို့ဆောင်ရေးလေယာဉ်ကိုပြင်ဆင်ထားပြီးပြီလို့ရန်ကုန်မြို့ရှိဂျပန်တန်ယုံကအသိပေးထုတ်ပြန်လာပါတယ် အဆိုပါလျင်ဟာဧပြီ၈ရက်မှာခိုမာဂီလေးတက်စကန်ကနေမြန်မာနိုင်ငံကိုချက်ခွာဖို့စီစဉ်ထားတယ်လို့သိရပြီးမြန်မာနိုင်ငံကိုရောက်ရှိနေတဲ့တဘောင်ဝဘေးအန်ရဲ့ဆိုင်ရာအရေးပေါ်ကေဆေးရေးစေဘက်ဆိုင်ရာနှိပညာအဖွဲ့ JDR အနေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကုညီထောက်ပံ့ရေးလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နိုင်မှုအတွက်ဖြည့်ဆည်းပေးထားတာဖြစ်တယ်လို့ဂျပန်တန်ယုံကဆိုထားကြောင်းလည်းသိရှိရပါတယ်ရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ငလျင်တန်တဲ့ဒေတာများတို့၊ကိုရန်လှူရန်ပစ္စည်းများကိုလုပ်ငန်းရှင်ပေါင်း100ကျော်နဲ့ပြည်ကမ်းပေါင်း100ကျော်ဖွင့်လှစ်ရောင်းချမယ်ဆိုတဲ့တဲ့ရင် ကုဘောလှူဘောဝဲယူဆိုဆိုတဲ့ခေါင်းစဉ်နဲ့အညီငလျင်ထန်တဲ့ထေသားများတို့ကုရန်လှူရန်ပစ္စည်းများလုပ်ငန်းရှင်ပေါင်းတရားကျော်နဲ့ပြကန်ပေါင်းတရားကျော်ကိုဧပြီလ၈ရက်နေ့မှာကိုရနေ့အထိနှစ်ရက်တိုင်းတိုင်းဖော်ကျွန်းပလာဇာမင်းနန္ဒာလန်နဲ့သူမနာလန်ထောင်တာဂေတာတွင်နနက်၉နာရီမိနစ်30မှညနေ၆နာရီမိနစ်30အထိအကျိုးအမြတ်မရှိဘဲဈေးနှုန်းသက်သာစွာရောင်းချပေးတော်မှဖြစ်တယ်လို့သိရပါဗျာ။ အဆိုပါပွဲချင်းပါပြတာနဲ့ပတ်သက်ပြီး MTEA ရဲ့ဥက္ကဋ္ဌဖြစ်သူဦးအောင်စရာလွင်ကငလင်တန်ဖြစ်သွားတဲ့နေရာတွေအတွက်စေတနာရှင်တွေကလှူဒါန်းကျင်းကြတယ်။ဒါပေမဲ့ခက်ခဲမှုတွေရှိနေတော့စေတနာရှင်နဲ့လုပ်ငန်းရှင်ကြီးတွေကိုချိတ်ဆက်ပေးတဲ့ပွဲဖြစ်ပါတယ်။လုပ်ငန်းရှင်တွေကလည်းအကျိုးအမြတ်မရှိဘဲရောင်းပေးနိုင်ဖို့စီစဉ်ထားတာဖြစ်ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့အမေရိကအခြေစိုက်စမာဒီယန်စ်ဖတ်ကုသရေးအဖွဲ့ရောက်ရှိတဲ့သတင်း အမေရိကအခြေစိုက်ဆမာရီယန်ပါစကူတာရေးအဖွဲ့မြန်မာနိုင်ငံသို့ရောက်ရှိလာကအဆိုပါအဖွဲ့မှဆရာဝန်များသူနာပြည်များနှင့်ဆေးဘက်ဆိုင်ရာကျန်းကျင်ပညာရှင်များဟာမက်ရှလာ28ရက်ငလင်းနှင့်နောက်ဆက်တွဲငလင်းကြောင့်ထိခိုက်သူများအတွက်အသက်ကယ်ခွင့်ဆေးမှုများစတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့သိရပါတယ်။၎င်းတို့အနေဖြင့်မကြမီတရက်လည်လူနာ200အထိကုသပေးနိုင်မဲ့အရေးပေါ်ကွင်းစင်းစေယုံများကိုအမြန်တက်ဆင်လျက်ရှိပြီး၎င်းတို့တွင်အထူးကြက်မှတ်ကုသဆောင် အရေးပေါ်ကံ၊စေပေကံ၊တက်ခွဲကံနဲ့ခွဲစိတ်မှုဒါဇင်ပေါင်းများစွာကိုနှိမ့်စင်ပြုလုပ်ပေးနိုင်ပေခွဲစိတ်ကံနှစ်ခုလိုပါဝင်တယ်လို့ဆိုထားကြောင်းလည်းသိရှိရပါတယ်ရှင်။ထမတေဆမေသတင်းကတော့သကိုင်းစေယုံကြီးရင်ငလျင်ကျောင်းစေကူသာသူ၁၁ဦးသာရှိတဲ့တဲ့။ ငလျင်ကြီးကျောင်းသခိုင်းမျိုးပြည်သူများထိခိုက်ဒဏ်ရာရရှိသူများကိုသခိုင်းမျိုးဂရင်နှရာဆန်စေုံကြီးတွင်စေကူတာပေးလျက်ရှိရာဧပြီလ10ရက်နေ့နက်ပိုင်းတွင်ငလျင်ထံထိခိုက်ဒဏ်ရာရရှိသူ17ဦးသာစေကူတာမှုခံယူလျက်ရှိတော်ကြောင်းသိရပါသည် 2025ခုနှစ်မတ်လ28ရက်ကအင်အားပြင်းကလေးလှုပ်ခတ်ခဲ့မှုကြောင့်စကိုင်းမြို့နယ်ပြည်သူများ ထိခိုက်ဒဏ်ရာများရရှိခဲ့ရာစကိုင်းမြို့ခရင်နေရဆန်စေယုံစီတွင် လူနာပေါင်း104ဦးတရောက်ကုသခဲ့ကြောင်းသိရပါသည်စကိုင်းမြို့တွင်ငလျင်တန်းကြောင့်ပျက်စီးခဲ့တဲ့အဆောက်အဦများကိုဌာနဆိုင်ရာတာဝန်ရှိသူများမြန်မာနိုင်ငံရဲ့တပ်ဖွဲ့နဲ့လူမှုကူညီရေးအဖွဲ့များကဆိုင်ရန်တရားများလုပ်ငန်းသုံးရှင်များအုံပြုပြီးဖေရှားရှင်လေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတယ်လို့သိရပါရဲ့ရှင်။ ျမတို့ရန်ကုန်မီဒီယာကနေပြည်ရင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စင်များအပါအဝင် နိုင်ငံတော်ရှိထူးခြားဖြစ်စင်များကိုအစမ်းတပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။